အရေးပေါ်ထိခိုက်ဒဏ်ရာဖြစ်တဲ့သူကြီးများမှာဖြစ်တဲ့အရေးပေါ်တုံးမဲ့စေးကလေးတွေကိုသွားလှူမယ်ပြီးရခါကျရင်ဒီစေးကလေးတွေဒီစေးတွေကိုဘလို့အသုံးပြုနည်းလဲဟိုလောက်ရမယ်ဆိုတာလေးကိုပေါ့နော်ဟောပြောပေးမယ်မျှဝေပေးပါမယ်ပြီးရဆောင်ရဆောင်ရကျမ်းမာရဲ့အကြောင်းလေးတွေပြောမယ်ဆိုပြီးတော့မနေ့ကငလင်ဖြစ်တယ်ဆိုရင်ညီမတို့ဒီမနေ့ 3နာရီမနက်4နာရီလောက်မှာရန်ကွာထွက်ပြီးတော့နေပြည်တော်မြို့နယ်မှာရှိရဲရှစ်မြို့နယ်ပေါ့နော်နေပြည်တော်မြို့နယ်ရှိရဲဒီငလင်းတန်ခမ်းတဲ့ရှစ်မြို့နယ်မှာအရင်ဆုံးသွားလှူမယ်သွားလှူပြီးတဲ့အခါကျရင်လမ်းဘန်းဆက်သွယ်ရေးအခြေအနေတစ်ချက်ကြည့်ပြီးတော့မန္တလေးဘက်ဆက်ကူမယ်မန္တလေးမှာလည်းလူသားတွေဆက်လက်လှူဒန်းသွားဖို့အစီအစဉ်ထားပါတယ်ဒါမနက်ဖန်စိတ်နဲ့ခွန်ရှိရှိခွန်ကြားသွားလှူမယ်စိတ်လေးတွေပါစိတ်အိတ်ပေါင်း900ကိုပြင်ဆင်ထားပါတယ်ဒီစိတ်အိတ်ကတမိုးငွေတထောင်ကျော်ရှိပါတယ်တလောက်တောင်စိုးွားတဲ့ဖြစ်ရမျိုး တို့မြန်မာနိုင်ငံကြုံရပြန်ပြီလားပေါ့နော်မနေ့ကလည်းရေဘေးတွေကြုံရတဲ့အခါမှာလည်းပြည်သူတွေအကုန်လုံးစိတ်ဆင်းရဲရတယ်အခုလည်းထပ်ပြီးတော့ကြုံရတယ်ဆိုတော့ ဘလို့ကြောင့်များပါတော့ဒီလိုမျိုးဒီလိုရက်ဆက်မှုတွေကစတိုက်ကြုံရတာလေဆိုပြီးတော်တော်လေးစိတ်ထိခိုက်ခံစားရပါတယ်အဲ့တော့ထုံးစံတိုင်းမှာပဲဟိုတဘာဝဘေးရန်တွေတခုဖြစ်ပြီးဆိုရင်လူတွေရဲ့အသက်အန္တရာယ်ဆုံးဆုံးမဲ့ကျန်းမာရေးတွေထိခိုက်မဲ့စောင်းဝင်းနေရေးတွေအဲ့ဒါတွေအကုန်လုံးထိခိုက်မှာဖြစ်တဲ့အတွက်ကိုကဒီထိခိုက်ပျက်စီးမှုတွေကိုဘယ်ပိုင်းကနေကုညီနိုင်မလဲပေါ့ဘယ်ပိုင်းကဘလောက်ကုညီနိုင်မလဲပေါ့နော်ဟိုအဲ့တော့ကို တက်နိုင်တဲ့လောက်လေးပေါ့ကိုတိုင်ကလည်းဆရာဝန်ဖြစ်တယ်ပြီးတော့ဒီခွန်ရှိရှိခွန်ကျမ်းမာရေးကောစင်တာနဲ့အခမဲ့ကျမ်းမာရေးဆောက်ရှောက်မှုကိုမြန်မာပြည်တစ်ခုလုံးကပြည်သူတွေကိုပေးနေတဲ့သူဖြစ်တဲ့အတွက်အခုလည်းကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ပေးဖို့ပဲဆုံးဖြတ်ပါတယ်အရေးပေါ်ထိခိုက်တန်ရာဖြစ်တဲ့သူတွေများမှာဖြစ်တဲ့အတွက်အရေးပေါ်တုံးမဲ့စေးအိတ်ကလေးတွေကိုတောက်လှူမယ်ပြီးရခါကျရင်ဒီစေးအိတ်ကလေးတွေဒီစေးတွေကိုဘလို့အသုံးပြုနည်းလဲဟိုလုံးဝမယ်ဆိုတာလေးကိုပေါ့နော်ဟောပြောပေးမယ်မျှဝေပေးပါမယ်ပြီးဆောင်းရံရှောင်းရံကျမ်းမာရေးအကြောင်းလေးတွေပြောမယ်ဆိုပြီးတော့မနေ့ကငလင်ဖြစ်တယ်ဆိုရင်ညီမတို့ဒီမနေ့ 3နိုင်မနက်4နိုင်တော့မှရန်ကွာထွက်ပြီးတော့နေပြည်တော်မြို့နယ်မှာရှိရဲရှစ်မြို့နယ်ပေါ့နော်နေပြည်တော်မြို့နယ်ရှိရဲဒီငလင်တန်ခမ်းတဲ့ရှစ်မြို့နယ်မှာအရင်ဆုံးသွားလှူမယ်သွားလှူပြီးရခါကျရင်လမ်းဘန်းဆက်သွယ်ရေးအခြေအနေတစ်ချက်ကြည့်ပြီးတော့မန္တလေးဘက်ဆက်ကူမယ်မန္တလေးမှာလည်းလူသားတွေဆက်လက်လှူဒန်းသွားဖို့အစီအစဉ်ထားပါဗျာ ဒါမနက်ဖန်စိတ်နဲ့ခွန်ရှိရှိခွန်ကြားသွားလှူမဲ့စိတ်လေးတွေပါစိတ်အိတ်ပေါင်း900ကိုပြင်ဆင်ထားပါတယ်ဒီစိတ်အိတ်ကတမိုးငွေတထောင်ကျော်ရှိပါတယ်အဓိကဒီစိတ်ထဲမှာဘာပါလဲဆိုတော့စိတ်လို့ဖျားနာရင်တောက်မဲ့စိတ်ပြီးအခါကျရင်ချောင်းဆိုးနာစိတ်ရင်တောက်မဲ့စိတ်ကြိုက်ခဲပြောက်စိတ်ပေါ့တန်ရာရရလို့ ထိခိုက်ဒဏ်ရာရလို့နာကျင်ကြိုက်ခဲ့ရတဲ့အတွက်ကန့်ခဲပျောက်ဆီးလေးတွေပါမယ်ပြီးရင်အရေးကြီးတာစိတ်လို့ဝန်းအင်ဖက်ရှင်ကိုစိတ်ပူပါတယ်ထိခိုက်ဒဏ်ရာတစ်ခုရလာပြီးဟေ့ဆိုရင်အခုလိုမျိုးငလင်ထန်ကြောင်ရလာပြီးဆိုရင်ဒီအနာကိုတည်တည်ချာချာတန့်စင်မှုမရှိဘူးတန့်ရှင်းမှုမရှိဘူးဆိုရင်ပိုးဝင်လာပြီးတော့အနာပိုပြီးတော့ကြီးလာနိုင်မယ်တိတ်ဆိုရင်ခြေလက်တွေပုတ်ပြီးဖြတ်ရတဲ့အနေအထားတွေဖြစ်သွားနိုင်ပါတယ်စီဂျိုယောဂါရှိတဲ့သူတွေဆိုပူဆိုးတာပေါ့အဲ့လိုလူတွေတဲ့ဆိုရင်ဒီဒဏ်ရာကိုကင်တွေတဲ့အခါမှာလက်ကိုတန့်စင်မှုအတွက်လက်တန့်စင်စမှုအကောင်းဆုံးကတော့ရေနဲ့ဆက်ပြန်တဲ့လက်ကိုအစင်းပြီးရင်ဒီထစ်တဲ့ဒဏ်ရာကိုရေတန်းတန်းရှင်းရှင်းမှလောင်းချမယ်ပြီးရဲ့အခါကျ အရက်ပြန်ပေါ့နော်အရက်ပြန်လည်းဒီအနာကိုတန့်ရှင်းရမယ်ဆိုဒီမှာအရက်ပြန်လေးလည်းပါပါတယ်ပြီးရခါကျရင်ပိုးသက်ဆေးပေါ့နော်ပိုးသက်ဆေးဆို antiseptic solution ပေါ့အရက်ထဲမှာတော့ဆေးနီရီဆေးဝါးရီလို့စိတ်လို့ခေါ်ပါတယ်ဒီဆေးရီလေးလည်းထည့်ပေးထားပါတယ်ပြီးအနာကတ်တဲ့ plaster ပြီးတော့မှ plaster လေးပါလိကတ်ပေါ့အဲ့ဒါလေးတွေပါပါတယ်အဲ့တော့ဆေးမျိုးပေါင်းပါတဲ့ဆေးတွေတူဘလို့ဘယ်ဆေးကတော့ဘယ်မှာတောက်ရမလဲတောက်ရမလဲတောက်ရမလဲဆိုတာမသိဘူးဆေးဆေးညှို့လေးပါပါတယ်အသုံးပြုနေလမ်းညွှန်ပေါ့နော်ဒီထဲမှာစိတ်လို့ဒါဆေးညှို့လေးပေါ့နော် ဘယ်ဈေးဥပမာသုံးရမလဲဆိုတာဗမာလူလေးပဲရှင်းရှင်းလင်းလင်းလေးရေးပေးထားပါတယ်။အဲ့တော့ဝမ်ပြဝမ်ရှော့ဖြစ်တဲ့အခါမျိုးတွေမှာတောက်ဖို့အတွက်လည်းဓာတ်စားဒုတ်လေးတွေစိတ်လို့ထည့်ပေးထားတယ်။ပြီးတော့သတိထားရမှာအသေးအောင်တော့ဝါအီပိုးလေးပို့ပြီးကူးချက်နိုင်တယ်တော့အစားတောက်တွေတန့်ရှင်းမှုအာအဲ့ဒါလည်းအရေးကြီးတယ်ဆိုတာလေးဒါလေးလမ်းကြုံပြောထားတာပါနော်။ပြည့်ခါကျရင်ပတိလိတ်နော်ပတိလိတ်လေးဒီထဲမှာပါပါတယ်ဒီခိုက်တိုင်ရာတွေအတွက်ပေါ့နော်။ ဒီထဲမှာဆေးကကိုမျိုးပေါ့နော်ဆေးကိုမျိုးပါပါတယ်အဲ့ကိုမျိုးအပြင်အဲတခြားဆိုင်တို့ wall plate facet ကလည်းပါသွားမှာဖြစ်တဲ့အတွက်အဲ့မှာကျ36မျိုးပေါ့နော်တကယ်လို့ detail လိုအပ်တဲ့ဆေးတွေပေါ့ဥမာလုတ်ပြေးနိုင်တဲ့ဆေးမှုလိုလူမျိုးကျမ်းမာရေးမှုလိုလူမျိုးကျမ်းမာရေးအကြောင်းနားလည်တဲ့သူမျိုးပါတယ်ဆိုတဲ့အဲဒီထဲမှာကောင်းကောင်းအသုံးပြုလို့ရတဲ့ဆေးတွေလည်းပါဝင်ပါတယ်ဒါကတော့ဆိုင်တို့ဒီ ငလင်နန်တဲ့ပြည်သူတွေကိုသွားလှူတဲ့အခါကျရင်လိုအပ်တဲ့နေရာတွေမှာအသုံးပြုမယ် Hacker Workplace Facility ပါလွန်ခဲ့တဲ့နှစ်ရက်ကမှခွန်ရှိခိုကောဆန်တာရဲ့၁၀နှစ်ပြည့်ပွဲမှာ launch လုပ်ထားတာလေးဖြစ်ပါတယ်အဲ့တော့ဒီထဲမှာပါတဲ့ဆေးမျိုးပေါင်းကိုဆိုင်ကနည်းနည်းလေးမိတ်ဆက်ပြီးပြောချင်ပါတယ်ဆေးမျိုးပေါင်း36မျိုးပါပါတယ်သူကနှစ်ချမ်းပါပေါ့နော်ဒီဘက်တစ်ချမ်းနဲ့ဒီဘက်တစ်ချမ်းပေါ့နော်ဒီမှာကအသုံးပြုတဲ့သူတွေအစဉ်ပြေရဲ့အချက်ကဘာလဲဆိုတော့ဆေးဝါးအသုံးပြုညီလမ်းညွှန်ပါပါတယ်အဲ့တော့ စေဝါအုံပြနေလမ်းညွန်လေးရဲ့ပြည့်ခါကြရင်အရေးပေါ်အရှိအဦးပြုစုနေပေါ့အခုလိုမျိုးငလင်တန်ပါဝင်တဘာဝပေးရနေဖြစ်တဲ့အခါကြရင်ကုညီဆောက်ရှောက်ပေးနေရတဲ့ပရာဟိတာလူငယ်လေးတွေဝါလန်တီယာလူငယ်လေးတွေဆိုရင်ဒီ guideline စာအုပ်လေးကိုကြည့်ပြီးတော့ဟိုဘေးဒဏ်တင့်နေတဲ့ပြည်သူတွေကိုကုညီပေးလို့ရပါတယ်ဒီထဲမှာတော့အရေးပေါ်ဆက်သွယ်ရမယ့်စေယုံစည်းကမ်းဖုန်းနံပါတ်တွေလည်းပါသေးရပါတော့ ဒီစိတ်ကတော့စိတ်တို့ဒီခွန်ရှွှွခွန်ကျမ်းမာရေးကောစင်တာ10နှစ်ပြည့်မှာမှ launch လုပ်ထားတာနှစ်ရက်ပဲရှိသေးတယ် launch လုပ်တာနှစ်ရက်ပဲရှိသေးတယ်တမိုးဝါဖြစ်တော့ဒီတိတ်ကို2600000ပေါ့နော်ရှိရဲဈေးကွက်ထဲမှာရောင်းတော့မရောင်းရသေးဘူးပေါ့နော်အဓိကလုပ်ငန်းခွင်နေ construction site တွေရုံသုံးအတွက်ဆိုပြီးတော့ထုတ်ထားအရေးအတွက်လည်းများတယ်ပါဝင်တဲ့ဈေး sales က sales မျိုးပေါင်း36မျိုးပါတာပေါ့နော်36မျိုးပါတာအထက်မှာလည်းဈေးအသုံးပြုနည်းလမ်းညွှန်ပေါ့ဒီအိတ်ထဲမှာပါတယ်အဲ့ဒါကိုစိတ်တို့က လူတွေလက်ထဲထဲ့တယ်ဆိုတာထဲပေါ့နော်စမ်းမိုင်းစေးမှုတို့လောပရာဟိတာလုတ်ပေးနေတယ်လူငယ်လေးတွေရှိတယ်ဗော်လန်တီးယားကုညီပေးတဲ့သူလေးတွေရှိရဲ့အဲ့မှာဟိုလိုမျိုးလူကြီးတွေပေါ့နော်စုပြီးတော့လုတ်ပေးတဲ့ခေါင်းဆောင်တွေအဲ့လိုမျိုးတွေကိုပေးသွားမယ်အခုကတော့နေပြီးတော့မှစိတ်တော့ဟိုဒုက္ခရောက်နေတယ်တကယ်လိုအပ်နေတာရှစ်မြို့နယ်ရှိရဲ့ဆိုတော့ဒီရှစ်မြို့နယ်မှာသွားပြီးလှူပါမယ်တကယ်လို့လိုအပ်တဲ့သူရှိရင်လိုအပ်တယ်လို့ပြောစိတ်တော့လှူပါမယ်တခြားလှူခြင်းတဲ့သူတို့ဟိုမန္တလေးဘက်တွေလည်းစိတ်တော့ဆက်သွားအောင်မယ်သခိုင်းဘက်တွေမှာလည်းလှူခြင်းတဲ့သူတွေရှိရဲ့ဆိုလည်းစိတ်တော့စီမှားလို့ရတယ်အဲ့ခါကျရင်စိတ်တော့ဒီကောက် discount price နဲ့ပေးလို့ရတာပေါ့ အဲစိန်တို့မြန်မာပြည်သူပြည်သားတွေတဘာဝဘေးအန္တရာယ်ဆိုးတွေကရောဂါဆိုးတွေကနေအမြန်ဆုံးကြော်လွန်းလွမြောက်နိုင်ပါစေလွမြောက်နိုင်အောင်လဲစိန်တို့ဘက်ကအတက်နိုင်ဆုံးအစွမ်းကုန်ကြိုးစားနေပါမယ်အရေးကြီးတာစိန်တို့ဒီရက်ကြည့်မနေတဲ့သူတွေမပါဝါဘူးအရေးကြီးပါတယ်